အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါအသုံးပြုတယ်ယုံယုံအဲ့တော့ဒီစကားလုံးလေးကတော့ verb တစ်ခုဖြစ်တယ်ပေါ့နော်အသုံးပြုတယ်လို့အတိပဲရပါတယ်ယုံယုံ တူသုံးတယ်တူသုံးတယ်ဆိုတာကထမင်းစားတဲ့တူကိုအသုံးပြုတယ်ပေါ့ယုံခွိုက်စယုံခွိုက်စခွိုက်စဆိုတာထမင်းစားတဲ့တူယုံအသုံးပြုတယ်ပေါ့နော်အဲ့တော့ဒီ verb ရဲ့နောက်မှာထမင်းစားတဲ့တူကအသုံးပြုခြင်းခံတာပေါ့ကံပုတ်အနေနဲ့သုံးထားတာပေါ့နော်ဒါကြောင့်မို့တူသုံးတယ်ဆိုရင်ယုံခွိုက်စယုံခွိုက်စတူသုံးတတ်တယ်တူသုံးတတ်တယ်ဝှေ့ယုံခွိုက်စဝှေ့ဆိုတာကတစုံတစ်ခုကိုတက်မြောက်တယ်ပေါ့နော်ဝှေ့ ယုံအသုံးပြုတယ်အဲ့တော့ဒီစကားလုံးကြတော့ဝေက auxiliary verb အကူကရိယာတစ်ခုဖြစ်တယ်ဗျဒါကြောင့်မို့ verb ဖြစ်ရှိမှာအထူးပြုပေးထားတယ်ပေါ့နော်ဝေယုံသုံးတတ်တယ် quiet to အဲ့တော့ထမင်းစားတဲ့တူကိုသုံးတတ်တယ်ပေါ့နော်ဝေယုံ quiet ဝေယုံ quiet တူမသုံးတတ်ဖို့ပူဝေယုံ quiet ပူဝေယုံ quiet အဲ့တော့ပူဝေ ပုဆိုတာကတော့အငင်းကရိယာဝိတ္တနာပေါ့နော်သူအတိ auxiliary verb တွေရဲ့ရှေ့ကညင်းထားတာခွေရတက်တယ်ပူခွေဆိုရင်မတက်ဘူးပေါ့ပူခွေယုံဆိုတော့မတုံးတက်ဘူးတူမတုံးတက်ဘူးပူခွေယုံခွိုက်စပူခွေယုံခွိုက်စမင်းတူတုံးတက်လားနေခွေပူခွေယုံခွိုက်စ 你会不会用筷子？အဲ့တော့用ဆိုတာအသုံးပြုတယ်筷子စာတူတူသုံးတယ်ဆိုရင် young 筷子အဲ့တော့会不会会ကကြတော့အဟုတ်ပုံစံပေါ့နော်不会စာအငင်းပုံစံအဲ့တော့会不会ဆိုတာကအဟုတ်အငင်းပေါ့နော်အဟုတ်အငင်းသုံးထားခြင်းအဖြစ်သူကဘာဖြစ်လဲဆိုတော့မေကွန်လားဆိုတဲ့မေကွန်ဖြစ်သွားတာပေါ့အဲ့တော့会不会စာတတ်ပါသလားတဲ့会不会用သုံးတတ်ပါသလား会不会用筷子 肚痛的了不？若没肚痛的了，你会不会用筷子？你会不会用筷子？不读读到那里，谁会用筷子？谁不读嘞？不喏，大家说美国那啥的苦皮的，比如的读的不喏，什么叫美国头条的皮巴的？啊，说谁会说不读得的嘞？谁会用说不读懂得的嘞？啊，说不读读到那里，谁会用筷子？谁会用？ ခွိုက်စဘသူတူသုံးတတ်တယ်လေဘသူတူမသုံးတတ်တာလေရှေပူဟွေယုံခွိုက်စရှေပူဟွေယုံခွိုက်စအဲ့တော့ဟွေယုံဆိုရင်သုံးတတ်တယ်ပူဟွေယုံဆိုတော့မသုံးတတ်ဘူးပေါ့နော်အဲ့တော့ဘသူမသုံးတတ်တာလဲဆိုတော့ရှေပူဟွေယုံအဲ့တော့ဘသူတူမသုံးတတ်လဲဆိုရင်ရှေပူဟွေယုံခွိုက်စရှေပူဟွေယုံခွိုက်စ ဘသူကတူမသုံးတတ်တာလေတူနဲ့ထမင်းစားတယ်ယုံခွိုက်စ်吃饭ယုံဆိုတာအသုံးပြုတယ်ခွိုက်စ်ဆိုတာတူအဲ့တော့ထမင်းစားတဲ့တူကို အသုံးပြုပြီးတော့吃ဆိုတာစားတယ်饭ကထမင်းထမင်းစားတယ်ပေါ့အဲ့တော့တူကိုအသုံးပြုပြီးထမင်းစားတယ်ဆိုတာတူနဲ့ထမင်းစားတယ်ပေါ့နော်ယုံခွိုက်စ်吃饭ယုံခွိုက်စ်吃饭တူနဲ့ထမင်းစားတယ် တရုတ်လူမျိုးတွေက တူနဲ့ထမင်းစားတယ်။中国人用筷子吃饭。အဲ့တော့中国人စာတရုတ်လူမျိုး中国စာတရုတ်နိုင်ငံ人စရကလူပေါ့နော်။အဲ့တော့တရုတ်နိုင်ငံမှာနေတဲ့လူဆိုရင်တရုတ်လူမျိုး中国人လို့ပြောတယ်။ဟုတ်ပြီနော်။သူကတော့ subject အနေနဲ့သုံးထားတာပါ။用筷子တူကိုသုံးပြီးတော့ချစ်ဖတ်ထမင်းစားတယ်အဲ့တော့တရုတ်လူမျိုးတွေကတူနဲ့ထမင်းစားတယ်中国人用筷子吃饭 中国人用筷子吃饭。我嘞，读那他们啥嘞？我也用筷子吃饭。我我个也是那边不喏，我那边。然后第四个楼啊，罗 advert 图片的不喏，对啊，罗第四节那嘛，隔壁兜里是的 advert 没有啥不？然后我也是我嘞，用东边的筷子读过，比如吃饭他们啥嘞？然后我嘞，读那他们啥嘞？我也用筷子吃饭。 我也用筷子吃饭。我也用筷子吃饭。ตู่เนี่ยทําไมซาดะเต会用筷子吃饭会用筷子吃饭အဲ့တော့会ဆိုတာကတက်တယ်ပေါ့เนาะ用ဆိုတာအသုံးပြုတယ်会用ဆိုတာသုံးတက်တယ်တဲ့ quiet စာ2 2ကိုတုံးပြီးတော့ chief စာထမင်းစားတာအဲ့တော့2နဲ့ထမင်းစားတတ်တယ်အဲ့တော့ဒီမှာကျတော့ auxiliary verb ပေါ့နော်ဟွေဒီစကားလုံးကတော့ verb ဖြစ်ရှိမှာအထူးပြုတယ်ပေါ့နော်ဒီမှာကတော့ verb နှစ်ခုပါလေဒါဆိုရင်ရှေ့ဆုံး verb ဖြစ်ရှိရတယ်အထူးပြုပြီးတုံးတယ်ပေါ့အဲ့တော့2နဲ့ထမင်းစားတတ်တယ်ဟွေယုံ quiet chi fa 会用筷子吃饭，会用筷子吃饭，都能他们杀的的。 都干都来，他们们杀的破。他不会用筷子吃饭，他不会用筷子吃饭。他说。 ားဆိုသူကပူခွေယုံပူခွေယုံဆိုတာကအသုံးမပြုတ်တတ်တာပေါ့နော်ခွေယုံဆိုရင်အသုံးပြုတ်တတ်တယ်ပူခွေယုံဆိုရင်အသုံးမပြုတ်တတ်ဘူးတဲ့ပူခွေယုံခွိုက်စသူကိုအသုံးပြုတ်ပြီးတော့ဗာလဲချီဖန်ဆာသမင်းစားတာအဲ့ဒါကိုသူကမတတ်ဘူးလို့ပြောတာပူခွေဟုတ်ပြီနော်အဲ့တော့ယုံခွိုက်စချီဖန်သူကိုသုံးပြီးတော့သမင်းစားတာကိုပူခွေမတတ်ဘူးပေါ့နော်အဲ့တော့သူကသူ ਨੇ သမင်းမစားတတ်ဘူးထားပူခွေယုံခွိုက်စချီဖန် 他不会用筷子吃饭。明啊，读呢，他们啥的啦？你会用筷子吃饭吗？你会用筷子吃饭吗？啊，罗用筷子吃饭，读呢，他们啥的不呢？啊，那个 auxiliary verb 会是得的，马啥啦？好比呢？啊，罗明啊，读呢，他们啥的啦？你会用筷子吃饭吗？你 会用筷子吃饭吗？မင်းကတူနဲ့ထမင်းစားလို့ရတယ်။ 你可以用筷子吃饭。အဲ့တော့用筷子吃饭ဆိုတာ to နဲ့ tmin စားတယ်ပေါ့နော်။အဲ့လောက်ဆောက်ချက်ကိုကျွန်တော်က可以可以ဆိုတာ auxiliary verb အကူကရိယာလေးတစ်ခုဖြစ်တယ်ပေါ့။အဲ့တော့ဒီစကားလုံးကကျတော့ခွင့်တောင်းတာလေးခွင့်ပြုတာလေးကိုပေါ်ပြအောင်အတွက်သုံးတယ်နော်။အဲ့တော့အခုက to နဲ့ tmin စားလို့ရတယ်။ဟုတ်ပြီနော်။ to နဲ့ tmin စားလို့ရတယ်။အဲ့တော့ခွင့်ပြုတာပေါ့။ နော်ခွင့်ပြုပေးတဲ့သဘောပေါ့နော်တူနဲ့စားလဲစားလို့ရတယ်ဇုံခရင်နဲ့လဲစားလို့ရလက်နဲ့လဲစားလို့ရတယ်ပေါ့နော်အဲ့လိုပေါ့ကောက်ပြီးအဲ့တော့ခွေးရီစာ auxiliary verb ဖြစ်တဲ့ကြောင့် verb ဖြစ်ရှေ့ရနေအထူးပြုတယ်ဒီမှာ verb နှစ်ခုဆိုရှေ့ဆုံး verb ဖြစ်ရှေ့မှာအထူးပြုထားတယ်ပေါ့ဒါကြောင့်မို့你可以用筷子吃饭မင်းတူနဲ့ထမင်းစားလို့ရတယ်你可以用筷子吃饭ဇုံခရင်သုံးတယ်用 တောင်းချာယုံတောင်းချာတောင်းချာစာဆုံးခရင်ဒါပေမဲ့တလုံးချင်းဘာသာပြန်ကြည့်ရင်တော့တောင်းဆိုတာကဓာတ်ကိုပြောတာခမချာစာခရင်ကိုပြောတာအဲ့တော့တောင်းချာစာဓာတ်နဲ့ခရင်နဲ့တွဲထားပြီးမြန်သူကဆုံးခရင်ကိုပြောတာပေါ့နော်တောင်းချာအဲ့တော့ဆုံးခရင်ကိုအသုံးပြုတယ်ဆိုတော့ဆုံးခရင်ကအသုံးပြုခြင်းခံရတဲ့အရာဖြစ်တယ်ယုံတောင်းချာယုံတောင်းချာဆုံးခရင်သုံးတယ်ယုံတောင်းချာဆုံးခရင်သုံးတယ်ယုံတောင်းချာ 宋克英呢，他们啥嘞？用刀叉吃饭，用刀叉吃饭。阿罗用什么都没有的刀叉，什么个宋克英不呢？宋克英都没有不要吃饭啥？他们啥嘞？阿罗宋克英呢？他们啥嘞？用刀叉吃饭，用刀叉吃饭。宋克英呢？他们啥嘞？我个宋克英呢？他们啥的的？我会用刀叉吃饭。 ဝါငါကဝှေ့တက်ပါတယ်တဲ့။ဘာလို့လောက်တက်လဲဆိုယုံတောင်းချချီဖန်စုံခင်းနဲ့ထမင်းစားတာကိုတက်တယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီလှုပ်ဆောင်ချက်ကိုလှုပ်တက်တယ်ဝေ့ auxiliary verb နဲ့အထူးပြုထားရပေါ့အဲ့တော့ငါကစုံခင်းနဲ့ထမင်းစားတတ်တယ်ဝါဝေ့ယုံတောင်းချချီဖန်ဝါဝေ့ယုံတောင်းချချီဖန်မင်းစုံခင်းနဲ့ ထမင်းစားတဲ့နေ你应该用刀叉吃饭。你应该用刀叉吃饭。应该ဆိုတာကဒါတစုံတစ်ခုကိုလုံးတင်နေပေါ့နော်ဟုတ်ကဲ့သူကလည်း auxiliary verb အကူကရိယာတစ်ခုဖြစ်တယ်ပေါ့ အဲ့တော့အကူကရိယာဖြစ်တဲ့ကြောင့်သူက verb ဖြစ်ရှိရပဲအထူးပြုပေးတယ်ပေါ့နော်ဒီစကားလုံးကတော့အကြံပေးတာလေတိုက်တွန်းတာဒီမှာသုံးတယ်ပေါ့အဲ့တော့ယုံတောင်းချာချီဖန်ဆိုရင်ဇွန်ခရင်ကို အသုံးပြုပြီးတော့ထမင်းစားတယ်အဲ့ဒါကိုသူကတင်တယ်ပေါ့ရင်ကိုင်းလို့တင်တယ်အဲ့တော့မင်းကဇွန်ခရင်နဲ့ထမင်းစားတင်တယ်ညီရင်ကိုင်းယုံတောင်းချာချီဖန်ညီရင်ကိုင်းယုံတောင်းချာချီဖန် ။ငါကဇွန်ခင်းနဲ့ထမင်းမစားဘူး။ဝါပူယုံတောင်းချာချိဖာ။ဝါပူယုံတောင်းချာချိဖာ။အဲ့တော့ပူဆိုတာကတော့အငင်းကရိယာဝိတ္တနာတစ်ခုဖြစ်တယ်ပေါ့။သူကတော့ verb တည်းရဲ့ရှေ့ကနေအထူးပြုပြီးတော့ညင်းတယ်။ဒီမှာတော့ verb နှစ်ခုဖြစ်နေရပေါ့နော်။ယုံအဲ့တော့ရှေ့ဆုံးဖက်ဖြစ်ရှေ့ရတယ်အထူးပြုတယ်ယုံအသုံးပြုတယ်ချေစာတဲ့ဘက်နှစ်ခုရှေ့ဆုံးဖက်ဖြစ်ရှေ့ရအထူးပြုပြီးညင်းတယ်ဒါကြောင့်မို့ပိုယုံတောင်းချချီဖတ်ဇုံခင်းနဲ့ 没么少。我不用当叉吃饭，我不用当叉吃饭，我个送片呢，特别么少。送片多么啦，多多么啦，用当叉还是用筷子？用啥东表嘞？当叉送片，送片有东表嘞？第八个叫做用。 quite တူကိုအသုံးပြုတယ်အဲ့တော့အဲ့နှစ်ခုကိုရွေးချက်မှုပြပုံစံသုံးတဲ့အခါမှာ high shit ဆိုတဲ့စကားလုံးကိုသုံးတယ်ဒီစကားလုံးကတော့ congestion လို့ခေါ်တဲ့စကားဆက်တစ်ခုဖြစ်တယ်ပေါ့တိုးပေမဲ့ကျွန်တော်တို့က high shit ဆိုတဲ့စကားလုံးကိုသုံးလို့ရှိရင်ဒီနှစ်ခုပေါ့နော်သူနဲ့တွဲဆက်ထားတဲ့နှစ်ခုဒါမှမဟုတ်အများတည်းရပေါ့နော်ဘယ်ဟာလဲဆိုပြီးရွေးချယ်ခိုင်းတဲ့အခါမှာသုံးတယ်ဟုတ်ပြီနော်အဲကြောင့်ဒီ high shit ကိုသုံးလိုက်ရင်လာလာဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်ပေါ့နော်မိခုံးဖြစ်သွားတာပေါ့အဲတော့ဇွန်ခရင်သုံးမလားတူသုံးမလားယုံတောင်းချ high shit ယုံ quite 用刀叉还是用筷子？ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for our website e-learning membership program ကိုကြိုဆိုပါရစေ။ကျွန်တော် website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK သင်ခန်းစာတွေကိုခမဲ့လေ့လာခွင့်ရမှာပါ။လေ့လာခွင့်ရရှိမဲ့ course အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video သင်ခန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်။သင်ကြားနည်းစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာသင်ခန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့အချက်အလက် တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။အခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်။တရုတ်စကားအသုံးပြုတယ်ယုံကျုံးဝန်ကျုံးဝန်ဆိုတာတရုတ်စကားပေါ့နော်ကျုံးဝန်ယုံကအသုံးပြုတာအဲ့တော့တရုတ်စကားကိုအသုံးပြုတယ်ပေါ့နော်ယုံကျုံးဝန်ယုံကျုံးဝန်တရုတ်စကားအသုံးပြုတယ် ဲ့တော့တရုတ်လိုပြောတယ်တရုတ်လိုပြောတယ်ယုံဂျုံဝမ်ရှောယုံဆိုတာအသုံးပြုတယ်ဂျုံဝမ်ဆိုတာတရုတ်စကားတရုတ်စကားကိုအသုံးပြုပြီးတော့တဲ့ရှော ပြောတယ်အဲ့တော့တရုတ်စကားကိုဂျာခန်အသုံးပြုပြီးပြောတယ်ဆိုတာတရုတ်လိုပြောတာဟုတ်ပြီနော်အဲ့တော့တရုတ်လိုပြောတယ်ဆိုရင်ယုံဂျုံဝမ်ရှောယုံဂျုံဝမ်ရှောတရုတ်လိုပြောတယ်ကောင်းပြီဒါဆိုရင်ဒီနေရာမှာဒါလေးထည့်လိုက်ဇမောရှော怎么说？白露说啥？标的怎么说？白露标啊么来的？哎，罗用。 中文တရုတ်စကားကိုအသုံးပြုပြီးတော့ဇမောရှောဘယ်လိုပြောရမလဲဆိုလိုတာတော့တရုတ်လိုဘယ်လိုပြောရလဲလို့ပြောတာယုံ中文怎么说ဒါကတော့ကိုကပစ္စည်းတစ်ခုခုပေါ့နော်အကြောင်းအရာတစ်ခုခုကိုနာမည်တို့ဘာတို့ပေါ့နော်အခေါ်အဝေါ်တွေကိုတရုတ်လိုသိချင်တဲ့အခါကိုကမေးတာဟုတ်ပြီနော်တရုတ်လိုဘယ်လိုပြောရလဲယုံ 中文怎么说ဒီပစ္စည်းကိုတရုတ်လိုဘယ်လိုခေါ်လဲအဲ့လိုမေးတဲ့နေရာမှာတုံးတယ်ပေါ့နော်ဟုတ်အဲ့တော့တရုတ်လိုဘယ်လိုပြောရလဲ用中文怎么说用中文怎么说ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ဒါလေးမေးလိုက်မယ်这个这个是第哈ပေါ့နော်အဲ့တော့ကျွန်တော်တို့အပြည့်စုံကြတော့这一个一个ဆိုတာတစ်ခုအဲ့တော့တစ်ခုကိုဒီတစ်ခုလို့ပြောခြင်းအညွှန်းနှံစာ这 အဲတင်ချစကလုံးရဲ့ရှီအားအထူးပြုလိုက်တယ်ဒါဆိုရင် draw ye god ဒီတစ်ခုဒါပေမဲ့တကယ်စကားပြောပုံစံတွေမှာကြာတစ်ကနန်အတန်တော်ကိုကျွန်တော်တို့ထည့်ပြောစရာမလိုဒါကြောင့်မို့ draw god လို့ပြောတယ်ဒီတစ်ခုပေါ့နော် draw god အဲ့တော့ဒီဟာကတဲ့တရုပ်လို့ဘယ်လိုပြောရလဲ draw god 用中文怎么说这个用中文怎么说ဒီဟာကိုတရုပ်လို့ဘယ်လိုပြောရလဲ ကောင်းပြီအဲ့တော့ဒီမှာကျတော့ရွှေကော်ရွှေကော်ဆိုအတီးပေါ့နော်အတီးအတီးကိုကျွန်တော်တခုပေါ့နော်ကျီကော်ရွှေကော်ဆိုအတီးတခုအတီးတစ်လုံးပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့အညွှန်းနဲ့စားတဲ့အထူးလားကျော်ဤကော်ရွှေကော်ဆိုဒီအတီးတစ်လုံး ဒီဒီတစ်ခုပေါ့โอเคဒီဒီတစ်လုံးပေါ့အဲ့တော့ကျွန်တော်တို့ဒီကနန်အတန်တကထည့်ပြောစရာမလိုဒါကြောင့်မို့ကျော့ကရွှေကွာဒီအတီကျော့ကရွှေကွာဒီအတီရာတဲ့ယုံကျုံးဝင်တေယုစကားကိုအသုံးပြုပြီးတော့ဇမောရှောစာဘယ်လိုပြောရလဲဆိုလိုတာတော့ဗျာဒီအတီကိုတယုတ်လို့ဘယ်လိုခေါ်လဲဒီအတီကိုတယုတ်စကားနဲ့ဘယ်လိုပြောလဲဒီလိုမေးချင်တဲ့အခါမှာတုံးတယ်ဗျာเนาะဒါလေးလေ့လာကြည့်ပါကျော့ကရွှေကွာယုံကျုံးဝင်ဇမောရှော这个水果用中文 怎么说？啊，给你讲喏，B C T 库库，第一呢是嘛，B C T 来东西找 B C，这个东西 D B C 啊，用中文怎么说？D U L U B U L 来，后面呢？这个东西用中文怎么说？D D O D U L D B C O D U L U B U L 过各地在哪里有米卢一样的，包、这、好、个。 ခဏသုံးမယ်ယုံဤရှာဤရှာစာခဏလောက်တစ်ချက်လောက်တော့အတိပဲရတယ်အဲ့တော့ဒီစကစုလေးပေါ့နော်ဒီစကစုလေးတွေကဖြစ်ဆွတ်ဖို့အနေနဲ့သုံးတယ်ဗျအဲ့တော့ဤရှာဆိုတဲ့စကစုကအမြဲတမ်း verb ရဲ့နောက်မှာပဲသုံးပေးရတယ်နော်ကျွန်တော်တို့မြန်မာကျတော့ခဏသုံးမယ်ဒါဆိုရင်ကျွန်တော်တို့ဤရှာယုံလို့သုံးရင်မှားတယ်ပေါ့နော်ယုံဤရှာယုံဤရှာခဏသုံးမယ်ယုံဤရှာယုံဤရှာခဏသုံးမယ်မင်းခဏသုံးလို့ရတယ်ညီ可以用 一下，你可以用一下。哎，老可以是那个楼内的楼楼下来不用啥都不的，一下啥看那了。哎，老可以用一下啥看那都楼下来。哎，老没看那都楼下来，所以你可以用一下，你可以用一下，没看那都楼下来，你可以用一下。那看那都楼下没啦，我。 可不可以用一下？按照迪尼亚马第一百六十标配买呢？可以是这个。 လုံနိုင်တယ်လုံလို့ရတယ်ပုခိစာမရဘူးအဲ့တော့ရလားလို့မေးချင်လို့ရှိရင်အဟုတ်နဲ့အညင်ကိုတွဲသုံးလိုက်တယ်ခဲရီပုခဲရီဒါမှမဟုတ်စကားပြောတဲ့ပုံစံကြတော့ဒီအဟုတ်ပုံစံထဲမှာပေါ့နော် အတန်တွေဘလောက်ပဲရှိရှိရှေ့ဆုံးတက်တန်ကိုပဲကျွန်တော်တို့ထည့်သုံးစရာလိုတယ်ဒါကြောင့်မို့ခဲရီပုခဲရီဆိုတဲ့အစားကိုခပုခဲရီလို့ပြောတယ်ခပုခဲရီရမလားတဲ့ခပုခဲရီအဲ့တော့ငါခဏသုံးလို့ရမလား我可不可以用一下我 可不可以用一下啊？看那道路要么了，我可不可以用一下？အဲ့တော့ငါမင်းဖုန်းကိုခဏတော့လို့ရမလား我可不可以用一下你的手机你的手机ဆိုမင်းရဲ့ဖုန်းပေါ့နော်你的手机အဲ့တော့မင်းဖုန်းကဘာဖြစ်ချင်းခါလဲအသုံးပြုချင်းခါတာဒါကြောင့်မို့用ဆိုတဲ့ verb နောက်မှာတော့တယ်ဒါမဲ့ဒီမှာ participle ပါနေရတဲ့ခါကျရိစအောင်အရင်တော့တယ်ဆိုလိုတာ用 你的手机一下了吗？老呢？用一下，比如嘛，你的手机用一下，你的手机在哪里？是吗？点开嘞单元不呢？我可不可以用一下你的手机？没错啊，看到道路呀嘛啦！我可不可以用一下你的手机？我可不可以用一下你的手机？ ကောင်းပြီဒါဆိုရင်ဒီမှာဘောပင်လို့ပြောမယ်ဘောပင်ဆိုရင်ကမ်းပီစာလေးပြောင်းသုံးနိုင်เนาะအဲ့တော့ main ဘောပင်ကိုငါခဏသုံးလို့ရမလား我可不可以用一下你的钢笔我可不可以用一下你的钢笔我可不可以用一下你的钢笔ငါ main ဘောပင်ကိုခဏသုံးလို့ရမလား我可不可以用一下你的钢笔 ဘောပင်နေရာမှာလည်းတခြားဟာလေးတုံးလို့ရအောင်ဥမာအာသွင်းကျိုးဆိုရင်ခြုံတန်ချီငါမေးအာသွင်းကျိုးခဏတုံးလို့ရမလားဝါခေဘုခဲယုံဤရှာနေတဲ့ခြုံတန်ချီစသဖြင့်ပေါ့ဗျာတခြားဟာလေးအစားထိုးတုံးကြည့်နော်ဒီဟာတုံးမှာယုံကျေဤကပါယုံကျေဤကပါအဲ့တော့တခုဆိုရင်ဤကလို့ပြောတယ်အညွန်းနဲ့စားနဲ့အထူးပြုတာကျေဤကဒီတခု ီတစ်ခုเนาะဒီတစ်ခုအဲ့ဒါကိုကျွန်တော်တို့စကားပြောတဲ့အခါကျတော့တစ်ကနန်အတန်တော့ပထမကျွတ်ကကျွတ်ကဆိုရင်ဒီတစ်ခုဒါပေမဲ့ဒီဟာလို့ဘာသာပြန်တယ်ပေါ့ဒီဟာသူ့မဟုတ်ဒီဟာတစ်ခုပေါ့သုံးတာကြတော့ယုံအဲ့တော့ဒါဆိုရင်ဒီဟာသုံးချင်းခံတာယုံကျွတ်ကယုံကျွတ်ကဒီဟာသုံးပစရာတာအချံပေးတာတိုက်တွန်းတာလေးပေါ့နောက်ဆက်ပေါ့ဝကြနောက်ဆုံးမှသုံးတယ်အဲ့တော့ဒီဟာသုံးပေါ့ဆိုရင်ယုံကျွတ်ကပါယုံကျွတ်ကပါဒီဟာကိုသုံးပါယုံကျွတ်ကပါယုံကျွတ်ကပါဒီဟာမသုံးနဲ့ပူရောက်ယုံ ကျုပ်ကပူရောက်ဆိုတာကတော့ဒါတားတာပေါ့နော်သူကအငင်းကရိယာဝိသေသနာ negative adverb ပဲဒါပေမဲ့တားတဲ့နေရာလေးမှာသုံးတယ် verb ဖြစ်ရှိရနေအထူးထူတယ်သူက adverb ဖြစ်နေတာဟုတ်ဒါကြောင့်မသုံးနဲ့ဆိုရင်ပူရောက်ယုံပူရောက်ယုံပူရောက်ယုံကျုပ်ကဒီဟာကိုမသုံးပါနဲ့ပူရောက်ယုံကျုပ်ကပူရောက်ယုံကျုပ်က 搞也不要个别了多了呀嘞，读读完了不要那别的呀，爸爸妈妈讲，那讲我别用这个了多了呀嘞，别用这个。他说你们都是你个偏激吧？不要用这个，不要用这个。那妈,妈后别用这个，别用这个，那我们都忙嘞。 မင်းတီဟာသုံးသိနေနီအင်းကိုင်းယုံကျကအဲ့တော့အင်းကိုင်းဆိုတာကတစုံတစ်ခုကိုလှုပ်သိနေလို့ပြောသူ auxiliary verb ပြအကူကရိယာတစ်ခုဖြစ်တယ်အကူကရိယာဆိုတော့ verb ဖြစ်ရှိရပဲအထူးပြုတယ်ပေါ့နော်ဒါကြောင့်မို့သုံးသိနေဆိုရင်အင်းကိုင်းယုံအင်းကိုင်းယုံသုံးသိနေအဲ့တော့မင်းတီဟာသုံးသိနေနီအင်းကိုင်းယုံကျကနီအင်းကိုင်းယုံကျကအကဲမသုံးသိဘူးဆိုရင်အင်းကိုင်းရဲ့ရှေ့မှာပို့ထည့်လိုက်နော်နီပို့အင်းကိုင်းယုံကျကနီပို့အင်းကိုင်းယုံကျကစသဖြင့်အစားထိုးပြီးသုံးပါ မင်းတီဟာသုံးတတ်လားညီခွဲပခွဲယုံကြောကအဲ့တော့ခွဲရတက်တယ်ပခွဲရမတက်ဘူးအဟုတ်နဲ့အငင်းနဲ့တွေ့ထားရင်လာမေကုန်းဖြစ်သွားတယ်ဒါကြောင့်မို့ခွဲပခွဲစာတက်ပါသလားတဲ့ဟုတ်ဒါဆိုရင်သူက auxiliary verb ဖြစ်တဲ့ကြောင့် verb ဖြစ်ရှိရအထူးပြုရနော်အဲ့တော့ခွဲပခွဲယုံဆိုရင်သုံးတတ်သလားတဲ့ခွဲပခွဲယုံအဲ့တော့ခွဲပခွဲယုံကြောကဒီဟာသုံးတတ်လားအဲ့တော့မင်းကဒီဟာသုံးတတ်လားညီခွဲပခွဲယုံကြောကညီခွဲပခွဲယုံ ချီကမင်းတီဟာတုံးတက်လားငါလဲတီဟာမတုံးတက်ဘူး我也不会用这个我也不会用这个အဲ့တော့ယုံစာတုံးတယ်ပေါ့不会用ဆိုရင်မတုံးတက်ဘူးဟုတ်ပြီနော်会用ကတော့တုံးတက်တယ်နော်သူကအငင်းတုံးရင်不会用မတုံးတက်ဘူးချက်ကဒီဟာပေါ့နော်ရဲဒါကတော့ advert တစ်ခုဖြစ်တယ်လဲပေါ့ငါလဲဆိုတော့我也ဟုတ်ပြီနော်ငါလဲတီဟာကိုမတုံးတက်ဘူး我也不会用这个 我也不会用这个，阿来底下么懂节目，我也不想用这个，我也不想用。 ချွတ်ကအဲ့တော့ဒီမှာ xiang ဆိုတာ auxiliary verb အကူကရိယာဖြစ်တယ်ဗောနော်သူကစကူးဆန္ဒကိုဖော်ပြတာအဲ့တော့ auxiliary verb တွေက verb ဖြစ်ရှိရပဲအထူးပြုတယ်ဒါကြောင့်မို့ xiang ယုံဆိုရင်သုံးခြင်းနဲ့ xiang ယုံမသုံးခြင်းမို့ကြောင့်ပူ xiang ယုံပူ xiang ယုံမသုံးခြင်းဘူးတဲ့ငါလဲဒီဟာကိုမသုံးခြင်းဘူး我也不想用这个我也不想用这个ငါလဲဒီဟာမသုံးခြင်းဘူး我也不想用这个 ဒီဟာသုံးမလားဟိုဟာသုံးမလား用这个还是那个用这个还是那个အဲ့တော့用ဆိုတာအသုံးပြုတယ်ပေါ့နော်这个ဆိုဒီဟာဒီဟာကိုသုံးမယ်တဲ့还是还是ဆိုတာ conjunction တစ်ခုဖြစ်တယ်ပေါ့နော်သူကဒီစကားစုနှစ်ခုကိုရွေးခိုင်းတဲ့သဘောဒီမှာဆိုရင်这个还是那个ဆိုရင်ဒီဟာသို့မဟုတ်ဟိုဟာဒီဟာလားဟိုဟာလားပေါ့ဟုတ်ပြီနော် အဲ့ဒီစကစူကိုကျွန်တော်တို့ယုတ်အသုံးပြုသည်ဆိုတာ vet ဖြစ်နေအောင်ပါကံပုတ်အနေနဲ့တော့ဒါက vet ဒီစကစူကအတွက်ဆက်စကစူပေါ့နော်ဒီစကစူတခုလောကံပုတ်ဖြစ်သွားဒီဟာသို့မဟုတ်ဟိုဟာကိုသုံးမလားယုံကျေကဟိုင်ရှေနာကယုံကျေကဟိုင်ရှေနာကယုံကျေကဟိုင်ရှေနာက ဒီဟာသုံးလို့ကောင်းတယ်ချွကဟောင်ယုံအဲ့တော့ဟောင်ယုံဆိုတာသုံးလို့ကောင်းတယ်နော်သူက adjective တစ်ခုဖြစ်သွားတယ်ဟောင်တစ်လုံးနဲ့ဆိုတော့ကောင်းတော့ပေါ့ယုံကအသုံးပြုတယ်ဒါပေမဲ့သူတို့နှစ်ခုတွဲပြီးတော့နှစ်တန်းထွက်တဲ့ adjective ဖြစ်သွားတာပေါ့ဟောင်ယုံဆိုတာသုံးလို့ကောင်းတော့ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင် subject ကချွကဒါလေးတွဲထားတယ်ချွကဟောင်ယုံဒီဟာသုံးလို့ကောင်းတယ်ချွကဟောင်ယုံချွကဟောင်ယုံဒီဟာသုံးလို့ကောင်းတယ် အကယ်၍အငင်းတော့ရပို့ထက်လိုက်တယ်ပူဟောင်ယုံသုံးလို့မကောင်းဘူးပူဟောင်ယုံသုံးလို့မကောင်းဘူးအဲ့တော့ဒီဟာကသုံးလို့မကောင်းဘူးချွကပူဟောင်ယုံချွကပူဟောင်ယုံဒီဟာသုံးလို့မကောင်းဘူးချွကပူဟောင်ယုံအကယ်၍ဟိုဟာဆိုနာပြောင်းတော့နာကပူဟောင်ယုံဒီလိုမျိုးအဲ့တော့ဒီဟာသုံးလို့ကောင်းလားချွကဟောင်ပူဟောင်ယုံ အဲ့တော့ဒီမှာလည်းအဟုတ်နဲ့အညင်းနဲ့တွဲထားတယ်။ဟောင်ယုံဆိုတာသုံးလို့ကောင်းတယ်။ပူဟောင်ယုံဆိုရင် သုံးလို့မကောင်းဘူး။အဲ့တော့အဟုတ်ပုံစံထဲမှာရှေ့ဆုံးတသံပဲသုံးစရာလိုတယ်။ဒါကြောင့်မို့ဟောင်ယုံပူဟောင်ယုံအပြည့်စုံမပြောဘဲနဲ့ဟောင်ပူဟောင်ယုံဟောင်ပူဟောင်ယုံဒီလိုပြောတာ။အဲ့တော့ဒီဟာသုံးလို့ကောင်းသလား?ချေကဟောင်ပူဟောင်ယုံ။ချေကဟောင်ပူဟောင်ယုံ။ဘယ်ဟာသုံးလို့ကောင်းလဲ?နာကဟောင်ယုံ။နာက အဲ့တော့ ਈ ကော့စာတစ်ခုပေါ့နော်အဲ့တစ်ခုရောမေကွန်နန်စာနာနဲ့အထူးပြုလိုက်တယ်နာ ਈ ကော့ဘယ်တစ်ခုလဲပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီအညွန့်နန်စာရဲ့နောက်ကလည်း sorry ဒီမေကွန်နန်စာနာရဲ့နောက်ကလည်းတစ်ကနန်အတန်တကိုထည့်ဆိုလေးမရှိဘူးဒါကြောင့်မို့နာကော့ဘယ်တစ်ခုရောနာကော့လို့ပဲသုံးတယ်မြန်မာလိုဘာသာပဲတော့ဘယ်ဟာလို့ဘာသာပြန်လိုက်တာပေါ့ဗျာဘယ်ဟာတစ်ခုနော်တစ်ခုမထည့်တော့ဘူးအဲ့တော့ဘယ်တစ်ခုလဲဘယ်ဟာလဲဆိုရင်နာကော့ဟောင်ယုံကသုံးလို့ကောင်းတယ်အဲ့တော့ဘယ်ဟာသုံးလို့ကောင်းမှာတလဲနာကော့ဟောင်ယုံနာကော့ဟောင်ယုံ 按照变皮没？这个最好用。 这个最好用，哎，到底嘛，最是的 advalid 的苦都拿，然后大概 degree 有跑表的 adva，大家么好用是的 adjective 是啊的 to be 它的不，哎，到底我叫做 degree 的嘛，对啊，面上我跑表的吧，superlative degree 不喏，高手，喏，都路高手，拉手啥的片，哎喽喏，哎到最好用所以都路高手嘛呗的最好用，哎到底下个咯，都路高手嘛呗，这个最好用，这个最好用。 ားလုံးကိုကျေးဇူးတင်ပါတယ်